ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံဦးခင်မောင်ဦးလင်းခေခရိုင်နှင့်မိုင်းပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌများအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ရွေးကောက်ပွဲဆိုင်ရာကိစ္စများရှင်းလင်းဆွေးနွေးတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်၂၀25ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံဦးခင်မောင်ဦးသည် စက်တင်ဘာလ24ရက်နေ့မွန်းတက်17နာရီကရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလင်းခေခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအဖွဲ့ဝင်များနှင့်လင်းခေခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမ၌တွေ့ဆုံ၍ရွေးကောက်ပွဲဆိုင်ရာကိစ္စများရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်ရှိဦးစွာပြည်ထောင်စုကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံဦးခင်မောင်ဦးက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ဆက်လင်း၍အဖွဲ့အစည်းစကားပြောကြားပြီးလင်းခေခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွယ်ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများကတဝူးချင်းမိတ်ဆက်ခဲ့ကြပါသည်ထို့နောက်လင်းခေခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွယ်တွင်ရေမူဦးသက်ထွန်းကရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစီမံများကိုပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံကလိုအပ်သည့်များကိုဖြည့်ဆွက်ဆွေးနွေးပြီးတက်ရောက်လာသည့်ကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကဆောင်ရွက်မည့်လုပ်ငန်းများဆွေးနွေးတင်ပြကြပါသည်။ယင်းနောက်ဆွေးနွေးတင်ပြချက်များအပေါ်အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီးပြည်ထောင်စုကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံဦးခင်မောင်ဦးက 2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကော်မရှင်အဖွဲ့အစည်းများမှတာဝန်ရှိသူများကတက်ဆိုင်ရာကန္တအလိုက် စနစ်တကျတာဝန်ယူဆောင်ရွက်ကြရန်နှင့်အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဖြည့်ဆွဲပြောကြားပြီးညီကုန်းချုပ်မှာစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။ထို့မှတစဉ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံသည့်တာဝန်ရှိသူများလိုက်ပါလျက် လင်းခေခရိုင်မိုင်းပန်မြို့နယ်ရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲဥက္ကဋ္ဌနှင့်ကော်မရှင်အဖွဲ့ကွဲဝန်ထမ်းများတွေ့ဆုံ၍ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ဆက်လင်း၍ရှင်းလင်းဆွေးနွေးပြီးဝန်ထမ်းများအနေဖြင့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအဆင့်ဆင့်တာဝန်ခွဲဝေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်ထို့နောက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲတွင်ရေးမှုက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ဆက်လင်း၍ရှင်းလင်းတင်ပြပြီးပြည်내ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကအတွင်ရေးမှူးကဖြည့်ဆွက်ရှင်းလင်းတင်ပြရာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံကလိုအပ်သည့်များကိုပေါင်းစပ်ညီနိုင်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ